Facebook အင်တာနက်စာမျက်နှာပေါ်မှာ ခန္ဓာ၅ပါးတူပြုစုဖော်ပြသောဝိပဿနာနှင့်ဆိုင်ရာစာသူများဘောင်းချုပ်စာအုပ်မှာဝိပဿနာစတင်အထုပ်ပုံတရားကောင်းစဉ်တကြိမ်တစ်ခါမှတရားအမထုတ်ဘူးတဲ့ပုဂ္ဂိုလ်တယောက်က ဝိပဿနာကိုစတင် လေ့လာပြီးတရားအထုတ်တော့မယ်အခုမှစပြီးတရားစထိုင်တော့မယ်ဆိုရင်တော့ငါဖြစ်မှာဖြစ်ပါမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေဖြစ်လေဖြစ်တာရှိကြပါတယ်အထူးသဖြင့်လူအများနဲ့ရိတ်တာဝင်ရတဲ့တရားစခန်းတွေမှာဖြစ်လေဖြစ်တာရှိရဲ့အဲ့ဒီလိုလုံးဝတရားအမထုတ်ဘူးတဲ့ဓမ္မမိတ်ဆွေတွေကို ရှေးဥစွာအတီးပေးလို့တာက ဝိပဿနာဆိုတာဟာဉာဏ်နဲ့လုပ်ရတဲ့ဉာဏ်အလုပ်သာဖြစ်တဲ့အတွက်စဉ်းစားတတ်တဲ့ဉာဏ်ရှိရင်ဝိပဿနာအားထုတ်ဖို့အတွက်ပြည့်စုံနေတဲ့သူ ဖြစ်နေပါပြီလို့အတည်ပြုလိုက်ပါရစေ။လုံးဝနားမလဲပဲကုမစပြီးအားထုတ်မယ်ဆိုရင်တော့အစကနေတကယ်ကိုမှန်မှန်ကန်ကန်တည်တည်ချာချာသဘောပေါက်နားလည်စေချင်ပါတယ်။ဒါကြောင့် ဝိပဿနာစတင် အာထုပ်ပုံဆိုပြီးခေါင်းစဉ်နဲ့ဆရာတော်ဓမ္မဒူတာ အရှင်စေကိန်းနာဟောကြားခဲ့တဲ့ဝိပဿနာအစဝိပဿနာအဆုံးဆိုတဲ့တရားတော်တွေက အကြောင်းအရာတချို့ကိုကောက်နှုတ်ပြီးဓမ္မဒါနာပြုလိုက်ပါတယ်ဝိပဿနာစတင်အာထုပ်ပုံရဲ့အာထုပ်နည်းကိုပြောပါဆိုလို့ရှိရင်တော့ဝိပဿနာမှာအခြေခံဆိုတာမရှိပါဘူးလို့ဥစွာအတိပေးပြရသည် ဘာကြောင့်အခြေခံဆိုတာမရှိတာလဲဆိုရင်ဝိပဿနာဆိုတာကြက်မဲ့ရတဲ့ဘာသာရဲ့သဘောမျိုးမဟုတ်တဲ့အတွက်ကြောင့်ပါကျင့်ယူမှသာရတဲ့ကျင့်စဉ်သာဖြစ်ပါတယ်တချို့ကနားမလည်ကြတော့ဝိပဿနာအခြေခံဘာဘာညာညာဆိုပြီးခေါ်ဝေါ်သုံးဆွဲကြတာတွေကြားဘူးကြမှာပါဒါပေမဲ့အဲ့ဒါကတော့အဓိကပြဿနာမဟုတ်ပါဘူးမမှန်ကန်ကန်သိသိချင်းနဲ့ စေတနာတသက်နဲ့သာဖော်ပြလိုက်ပါတယ်ဝိပဿနာအခြေခံဆိုတာမရှိပါဘူးဝိပဿနာမှာဝိပဿနာအစနဲ့ဝိပဿနာအဆုံးပဲရှိပါတယ်ဘာဖြစ်လို့ဝိပဿနာအစလို့ပြောရတယ်လဲဆိုရင် အဆုံးကိုထောက်ရှုတော့အားဖြင့်ပြောရတာပဲဖြစ်ပါတယ်အထာဂရာတွေစာပေတွေမှာတော့ပြောထားတာရှိပါတယ်ဝိပဿနာရဲ့အဆုံးဆိုတာအရိယာမဉ္ဇဏ်ပါပဲတဲ့ တောတာပံဖြစ်သေးတဲ့ပုဂ္ဂိုလ်ဟာဝိပဿနာအားထုတ်လို့တောတာပတိမဉ္ဉံရရင်အဲ့ဒါဘာလဲဆိုတော့တောတာပံအရိယာတယောက်အတွက်ဝိပဿနာဆုံးသွားပြီလို့ခေါ်ပါတယ်။အဲ့ဒီတော့ဒီတောတာပံအရိယာက နောက်တစ်ခါထပ်ပြီးတရားအထုတ်တဲ့အခါကျတော့တရားဂံမိမဉ္ဉံရဲ့အစဖြစ်ပါတယ်။အဲ့ဒီလိုဆက်လက်အားထုတ်လို့တရားဂံမိမဉ္ဉံရပြန်ရင်တရားဂံအတွက် ဝိပဿနာဆုံးသွားပြီလို့ခေါ်ရပြန်ပါတယ်။အနာဂံအရိယာပုဂ္ဂိုလ်တယောက်အတွက်ဆိုလည်းပဲဒီသဘောပါပဲ။ဒါကြောင့်ဝိပဿနာရဲ့အဆုံးဟာအရိယာမဉဏ်ပဲဖြစ်ပါတယ်။ရွှေဥစွာဝိပဿနာမဉဏ်ရဲ့အစကိုပြန်ကြည့်မယ်ဆိုရင်ဝိပဿနာမဉဏ်ဆိုတာကတော့ဒီလိုရှိပါတယ်။တကယ်ကိုပွားများအားထုတ်လို့နားလည်လာတဲ့အတိလို့ခေါ်တဲ့ဘဝနာမယဉဏ်နဲ့မဉဏ်လည်းရှိပါတယ်။ ဒါမှမဟုတ်ရင် စိတ်ထဲကစဉ်းစားပြီးစဉ်းစားရင်းရတဲ့ဉာဏ်လေးရှိပါတယ်။ဒါမှမဟုတ်ပြန်ရင်လည်းဘူးဒုရတွေကိုနာကြားမှတ်သားဖတ်သားမှတ်ထားပြီးရတဲ့သုတဉာဏ်ဆိုတာလည်းပဲ ရှိပါတယ်။အလွယ်ကူဆုံးပြောရရင်တော့ဝိပဿနာကိုသိအောင် လုပ်တဲ့ဘူးဒုတအစပါပဲ။နောက်ဝိပဿနာအထုတ်တာကိုတကယ်တမ်းစလုပ်အဲ့ဒါဟာဝိပဿနာအစပါပဲ။ အရှင်းဆုံးပြောရရင်တော့ဝိပဿနာအစဆိုတာဘ ഹു ဒုဒ္ဒပဲဖြစ်ပါတယ်ဘ ഹു ဒုဒ္ဒမရှိဘဲတရားအထုတ်လို့မရပါဘူးဘ ഹു ဒုဒ္ဒမရှိဘဲနဲ့နိဗ္ဗာန်ရောက်တယ်ဆိုတာမရှိပါဘူးဘ ഹു ဒုဒ္ဒမရှိဘဲဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာမရှိပါဘူးအထူးသဖြင့်ယခုမျက်မှောက်ခင်မှာတော့ဘ ഹു ဒုဒ္ဒကပို့ပြီးတော့လိုအပ်ပါတယ်ဘာဘ ഹു ဒုဒ္ဒလဲဆိုရင်ဝိပဿနာဆိုတာ ဘာလဲဆိုတာသိဖို့ဘူးသူတာနောက်ဝိပဿနာဆိုတာဘာလို့ရတာလဲဆိုတာသိဖို့ဘူးသူတာပါပဲရှင်းလင်းနားလည်အောင်ထပ်ပြီးပြောရရင်ဝိပဿနာဆိုတာဘာလဲဝိပဿနာဆိုတာဘာလို့ရတာလဲဆိုတဲ့ဒီနှစ်ခုပါတရားအထုတ်မဲ့ပုဂ္ဂိုလ်ကမိမိရဲ့လုပ်ရမယ့်အလုပ်ဘာကြောင့်လုပ်ရတယ်ဘလို့လုပ်ရတယ်ဆိုတာသိဖို့တော့လိုအပ်ပါလိမ့်မယ်ဥပမာ နေတိုင်းတရားအထုံနေတဲ့ဓမ္မမိတ်ဆွေတို့ဟာအချိန်မရတဲ့အတွက်ကြောင့်ပဲဖြစ်ဖြစ်မအားလို့ပဲဖြစ်ဖြစ်မနေ့ကတရားအမထုံမိလိုက်လို့ဒီနေ့တော့ပိုးပြီးအားထုတ်လိုက်အောင်မယ်မနေ့ကအချိန်မရလို့အမထုတ်ဖြစ်လိုက်လို့ညဘက်တရားထိုင်တဲ့အခါကျမှပိုးပြီးအားထုတ်လိုက်အောင်မယ်ဆိုပြီးတော့လှုပ်လို့မရပါဘူးကြာကြာထိုင်ရမယ်ကြာကြာထိုင်မှ တရားရပါမယ်ဆိုပြီးတော့လေမြတ်စွာဘုရားကမဟောကြားခဲ့ပါဘူး ဘာလို့လဲဆိုတော့ဝိပဿနာဆိုတာဉာဏ်နဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့ပညာဉာဏ်ပဲဖြစ်ပါတယ်ဝိပဿနာအထုတ်တာမှာပညာဉာဏ်မပါရင်ဝိပဿနာမဖြစ်ပါဘူးတမာဒီဘလောက်ကောင်းကောင်းရိယာဒီဘလောက်ပဲရှိရှိတရားတရားဘလောက်ထက်တန်တန်၃လေးနာရီမလုံးမရှက်ပဲထိုင်ထိုင်ဝိပဿနာဉာဏ်မပါပဲအထုတ်ရင်ဝိပဿနာမမြောက်ပါဘူးပညာဉာဏ်ရှိမှသာ ဝိပဿနာဉာဏ်ဆိုတာဖြစ်ပါလိမ့်မယ်ဝိပဿနာဉာဏ်ရှိမှမဉဏ်ဖြစ်မယ်မဉဏ်လာမှဖူဉဏ်ရမယ်ဒီတော့ဝိပဿနာဆိုတာဘာလဲဆိုရင်ပညာဉာဏ်လို့ခေါ်ပါတယ်နောက်ပြီးတော့ဝိပဿနာဆိုတာဘာကိုလုပ်ရမလဲဆိုရင် လောကကြီးထဲမှာ ရှိရှိသမျှဓမ္မမန္တမျှကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာတွေနဲ့မြင်တဲ့ကြည့်တဲ့ရမှာပဲဖြစ်ပါတယ် နားလေလွယ်အောင်ပြောရရင်ဓမ္မမိတ်ဆွေတို့အခုနာယူနေတဲ့အချိန်မှာတော့မှမြင်မြင်သမျှကြားကြားသမျှနာနာသမျှထိထိသမျှတိတိသမျှတွေကိုမမြဲပါလားစင်းရဲပါလားအပြက်တွေပါလားဆိုတဲ့သဘောနဲ့မြင်တတ်ရမှာ ကြည်တတ်ရမှာပဲဖြစ်ပါတယ်အဲ့ဒီလိုမြင်တယ်ကြည်တယ်ဆိုတဲ့နေရာမှာမြင်တာနဲ့ကြည်တာဆိုတဲ့ဇာကားနှစ်ခုက မတူဘူးဆိုတာတတိထားပြီးနားထောင်စီခြင်းပါတယ် လွယ်ကူအောင်ပြန်ရှင်းရမယ်ဆိုရင်နှစ်ပိုင်းရှိပါတယ်ဝိပဿနာကဘာလဲဆိုရင်ပညာဉာဏ်ဝိပဿနာကဘာလို့ရမှာလဲဆိုရင် မြင်မြင်သမျှအားလုံးကိုမြင်တဲ့ကြည့်တဲ့ရမှာပဲဖြစ်ပါတယ်ဘလို့မြင်တဲ့ကြည့်တဲ့ရမှာလဲဆိုတော့အနိစ္စဒုက္ခအနတ္တတဘောတွေနဲ့မြင်တဲ့ရမယ်ကြည့်တဲ့ရမယ်မြင်တတ်တယ်ဆိုတာပညာဉာဏ်နဲ့မြင်ရမှာ ကြည့်တတ်တာကပညာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပါ အနေစာဒုက္ခအနတ္တတဘောတရားအဖြစ်ဓမ္မတရားတွေကိုမြင်တဲ့ကြည်တတ်တာဝိပဿနာအလုံးလို့ခေါ်ပါတယ်အလုတ်ကနှမျိုးပဲရှိတယ်လို့မှတ်ရမယ်မြင်လဲမြင်တတ်ရမယ်ကြည်လဲကြည်တတ်ရပါမယ်ဥပမာဓမ္မမိတ်ဆွေတို့ဟာအခုပြောကြားနေတဲ့အတန်တွေကိုမိမိတို့ရဲ့လက်ကင်ဖုန်းကတဆင့်နာယူနေရတယ်ဆိုပါစို့ အခုဒီတိုင်းကြည့်လိုက်ရင်မိမိတို့ရဲ့လက်ကင်ဖုံးကိုလက်ကင်ဖုံးလိုပဲမြင်မှာဖြစ်ပါတယ်။တာမန်ပုဂ္ဂိုလ်ကတော့လက်ကင်ဖုံးဟာလက်ကင်ဖုံးလိုပဲမြင်ပါတယ်။ဒါပေမဲ့ပညာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဒီလက်ကင်ဖုံးဟာမမြဲဘူးဆိုတဲ့စင်ကျင်တဲ့အမြင်နဲ့မြင်ပါတယ်။အဲ့ဒီလိုမြင်တာကမျက်စိကမြင်တာမဟုတ်ပါဘူး။တကယ်တော့ဉာဏ်ကမြင်လိုက်တာပါ။လက်ကင်ဖုံးလို့သာမိမိက တွေးလိုက်တာပါ။ အဲ့ဒီလိုလက်ကင်ဖုံးလို့တွေးလိုက်တာနဲ့မမြဲပါလားဆိုတဲ့ဉာဏ်အမြင်ကိုမြင်အောင်လူကကြည့်ရပါလိမ့်မယ်။အဲ့ဒီလိုလက်ကင်ဖုံးကစာကိုဖတ်နေရင်းနဲ့ရုတ်တရက်ဖုံးကလွတ်ကြပြီးဒဇစီ꿰သွားတယ်ဆိုပါစို့။အဲ့ဒီလိုကြ꿰သွားပြီးဒဇစီဖြစ်သွားတော့အနိစ္စပါလားဆိုတဲ့မမြဲဘူးဆိုတာတွေကိုလက်တွေ့သိလာတာပဲဖြစ်တယ်။အဲ့ဒီလိုကိုတွေ့ကြုံလိုက်တော့မှသာအနိစ္စမမြဲပါလားဆိုတာ တည်သွားကြပါတော့တယ်တချို့ကြပြန်တော့လေအနေဆာဆိုတဲ့သဘောကိုတော့မသိပဲကြကွဲသွားတဲ့အဖြစ်ကိုကြကွဲလို့ပျက်စီးသွားတဲ့ပျက်စီးကိုနှမျောတတတနဲ့ယူကျုံးမရဖြစ်ကြတဲ့သူတွေလည်းရှိပါတယ်အနေဆာဆိုတဲ့သဘောကအဲ့ဒီလက်ကင်ဖုံလွတ်ကြလို့တစားစီကွဲပြီးမှဩအနေဆာပါလားဆိုပြီးတည်သွားတာတည်းမကွဲခင်ကလေးကကွဲတယ်မှန်တည်ရမှာဖြစ်ပါတယ်တကယ်တော့ တယ်လီဖုန်းဆိုတာကွက်တက်တယ်ပျောက်တက်တယ်ပြတ်တက်တယ်ဆိုတာကိုသိနေကြပင်မယ်ဓမ္မမိတ်ဆွေတို့ကမေ့နေကြတာပါအဲ့ဒီမကွဲခင်မပြည့်စည်ခင်ကတည်းကကွက်တက်တယ်ပြတ်တက်တယ်ပျောက်တက်တယ်ဆိုတဲ့အနိစ္စဒုက္ခအနတ္တသဘောကိုကြိုးပြီးသိထားရင်တည်တည်ချာချာသဘောပေါက်နားလည်ထားရင်ကြာခွဲသွားသွားပြည့်စည်ပဲသွားသွားပျောက်ဆုံးပဲသွားသွားဘာမှဖြစ်เสียရမရှိပါဘူး ဘာမှဖြစ်မှလည်းမဟုတ်ပါဘူးဘာမှမဖြစ်တော့ဘူးဆိုတာအကုသိုလ်ကိလေသာမဖြစ်တော့ဘူးလို့ဆိုလိုတာဖြစ်ပါတယ်မကွဲခင်ကလေးကကွဲတက်မှန်းသိရမယ်မကြိုးခင်ကလေးကကြိုးတက်မှန်းသိရမယ်ဂုံဂုံပြောရရင်အခုတော်ဆက်နေတဲ့မိဘဆွေမျိုးခင်မွန်းဇနီးတားသမီးတွေနဲ့မခွဲခင်ကလေးကခွဲရမှန်းသိခဲ့ရင်ဆိုတဲ့ဘူးဒုဒဟာအင်မတန်အရေးကြီးပါတယ် ဝိပဿနာဉာဏ်အစစ်တွေနိဗ္ဗာန်တွေကိုခဏဘေးဖယ်ထားလိုက်ပါဦးဓမ္မမိတ်ဆွေတို့အခုလိုကုလောက်လေးသာတိထားတဲ့ဘုသူဒဉာဏ်လောက်ရှိနေရင်ပူပန်မှုတွေကြောင်းကြမှုတွေစိုးရိမ်မှုတွေလာပေမဲ့ခံနိုင်ရရှိလာမှာပဲဖြစ်တယ်။ဒါဟာဘုသူဒရှိတာတဲ့အတွက်ပဲဖြစ်တယ်။ဒါဟာဝိပဿနာရဲ့အစတွေပဲဖြစ်ပါတယ်။အဲ့ဒီလို လေ့လာပြီးသိတဲ့ အတိဘူးဒုဒလေးတွေကိုစပြီးတည်အောင်လုပ်တာဟာဝိပဿနာအစပါပဲအဲ့ဒီဘူးဒုဒအဖြစ်လေ့လာနေတဲ့အစဆိုတာကလည်းဝိပဿနာအထုတ်နေတာပါပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမိန့်တော်မူတာကထိုင်ပြီးအထုတ်မှဝိပဿနာအထုတ်တာလို့ဆိုလိုတာမဟုတ်ပါဘူးတွားရင်လာရင်နဲ့ယုံ난တဘဝတွေရဲ့ចောင်းជိုးတွေကိုဆင်ခြင်နေတာဟာလေဝိပဿနာအထုတ်နေတာပါပဲ။ ါကြောင့်ဝိပဿနာစတင်အားထုတ်ပုံကိုတင်ပြဖို့အတွက်ဝိပဿနာအစဖြစ်တဲ့ဘုဟုတ္တလိုတယ်ဆိုတာကိုအတိပေးတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဓမ္မမိတ်ဆွေတို့သဘောပေါက်မယ်လို့ယူဆမိပါတယ်။ဒီတော့ဝိပဿနာအစဆိုတာပညာဉာဏ်ပညာဉာဏ်ရဲ့အစကဘုဟုတ္တဉာဏ်ဘုဟုတ္တဉာဏ်ကလည်းဘာလဲဆိုတော့ဖြစ်ပြီးရင် ပြတ်တယ်ပေါ်ပြီးရင်ပျောက်တယ်အထင်ရှားရှိပြီးရင် ချုပ်တက်တယ်ဆိုတဲ့လောကဓမ္မတွေကိုဘ ഹു တုဒ္ဒအနေနဲ့သိထားတဲ့ဘ ഹു တုဒ္ဒဉာဏ်ပါပဲအဲ့ဒီလိုသိထားမှာဒါဒီအမှန်တရားတွေပရမတ်တရားတွေဖြစ်တဲ့ယုံဉာဏ်တွေရဲ့တဘဝကိုစင်ကျင်ပြီးရှုရမှာဖြစ်တဲ့အတွေ့အကြုံပါပဲဘယ်လိုရှုမဲ့ရမှာတုံးဆိုတော့ဥပမာ လူနာရှင်က လူမမာအတွက်ဆရာဝန်ကိုပင့်ပြီးစေကူးတယ်လို့မျိုးပါပဲဆရာဝန်ပင့်နေဆိုတာ လူနာရှင်က ကို့လူနာဘာဖြစ်နေတယ်ဆိုတာသိဖို့လိုပါတယ်လူမမာက မကြမ်းမာဘူးဆိုတာလူနာရှင်ကသိတော်နေတယ်ဒါပေမဲ့မကုတက်ဘူးဒီတော့ကုတက်တဲ့ဆရာဝန်ကိုပင့်ရပါတယ်ဆရာဝန်ပင့်တော့ခြေကြွကလိုပါတယ်လူနာရှင်ဟာကိုယ့်ရဲ့စိတ်ကလေးဆိုရင် အရှုခံတွေဟာကိုကြည့်နေတဲ့လူမမာပါပဲအဲ့ဒီလိုကြည့်နေတယ်ဆိုတော့ကိုယ့်ရဲ့အရှုခံတွေမှာ ဖောက်ပြန်နေတဲ့သဘောဝတရားတွေကိုမြင်လာမယ်။ဒါပေမဲ့မြင်တာမြင်တယ်စိတ်ကမကုတတ်ပါဘူး။ပြီးတော့ကုတတတ်တဲ့ဆရာဝန်နဲ့တူတဲ့စင်စားဝေဖန်ပိုင်းခြားတတ်တဲ့ဉာဏ်ကိုအကြောင်းကြားပါတယ်။ဒီတော့ဉာဏ်အလုတ်ဖြစ်လာပြီးဖြစ်တဲ့အတွေ့ဆရာဝန်က လူနာကိုယောဂအကြောင်းသိပြီးဖြစ်တဲ့အတွေ့ကုစားတော့မှဖြစ်တယ်လို့ပဲ။ဒီဥပမာတိုင်းပါပဲ။ရှုမှတ်နေရင်ဒီအချိန်မှာ နာကျင်တဲ့ဝေဒနာပေါ်ပေါ်ဘလို့ခံစားမှုကိုပဲပေါ်ပေါ်ဒီညာကဆုံးဖြတ်ပေးပါလိမ့်မယ်ဒီညာဆိုတာကလည်းယောဂီပုဂ္ဂိုလ်ကဘ ഹു တုဒ္ဒနဲ့တိထားတဲ့ညာဖြစ်မယ်ဆိုရင်တော့အနေစာဒုက္ခအနတ္တတွေကို လွယ်ကူစွာ ပိုင်းခြားတတ်ပြီးကုစားသွားနိုင်မှာပါရှုမှတ်တဲ့အခါမှာလေပေါ်လာသမျှတွေကို မလွတ်အောင်စောင့်ကြည့်ရှုမှတ်နေဖို့အရေးကြီးပါတယ် ဒါမှလည်းပေါ်လာသမျှကိုညံကိုအတိပေးနိုင်မှာပါအဲ့ဒီလိုမလွတ်တန်းစောင့်ကြည့်နေတာကိုတတိလို့ခေါ်ပါတယ်အဲ့ဒီတတိမပါရင်ညံကမသိနိုင်ပါဘူးအဲ့ဒီစောင့်ကြည့်ရတဲ့ဆိုတဲ့တတိဟာခြေကြွခါပါပဲခြေကြွကမပေးရင်ဆရာဝန်ပြင့်လို့မရသလိုပဲတတိနဲ့စောင့်မကြည့်နိုင်ရင်လည်းညံကမသိနိုင်ပါဘူးဝိပဿနာအားထုတ်ပုံဆိုတာအဲ့ဒီသဘောပါပဲ။ အာထုံပုံအာထုံနီးနဲ့ပတ်သက်လို့အချင်းချင်းပြောရရင်ဓမ္မမိတ်ဆွေတို့အနေနဲ့ရုပ်ကိုပဲရှုရှုနာမ်ကိုပဲရှုရှုနှစ်သက်ရာ အစဉ်ပြေရာ ကမ္မထမ်းကို ရှုမှတ်ပွားများအာထုံလို့ရပါတယ်။ညောင်းရင်ပြင်ဖို့အကြံပြုပါတယ်။မပြင်ရဘူးလို့မြတ်စွာဘုရားမိန်ကြားချက်အထဲမှာမပါပါဘူး။အဲ့ဒီလိုပဲတနေ့နည်း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 အာထုံလာရင်ဓမ္မမိတ်ဆွေတို့ရဲ့ ကြင့်ကြံအားထုတ်မှုတိုးတက်လာတာကိုတဖြည်းဖြည်းတွေ့လာရပါလိမ့်မယ်။အခုမျက်မှောက်ခေတ်ကာလမှာတော့အင်တာနက်မီဒီယာတွေတိုးတက်လာတာနဲ့အမျှတရားတွေကို လွယ်လွယ်နဲ့နာယူဖတ်ရှုပြီးသိနိုင်နေကြပါပြီ။ဓမ္မမိတ်ဆွေများအနေနဲ့အခုလိုဝိပဿနာရှုနည်းတွေကိုနာယူသိရှိပြီးရဲ့နောက်ကြင့်ကြံအားထုတ်ဖို့လည်းလိုပါတယ်။လေလာဖတ်ရှုတဲ့အခါမှာဘလောက်ပဲလွယ်လွယ် လက်တွေ့ကြင့်ကြံအားထုတ်မှုမရှိရင်ဘာမဆိုခတ်နေတတ်တဲ့သဘောရှိပါတယ်။ဒါကြောင့်မိမိတို့ဟာအာစိန်နှကန်အလေးကျင့်မပြတ်နေ့စဉ်လေ့ကျင့်နေဖို့လိုပါတယ်။အဲ့ဒီလိုလေ့ကျင့်ရင်းနဲ့မိမိအားထုတ်ရင်အားထုတ်သလောက်ဓမ္မက အကျိုးဆောင်သွားမှာဖြစ်တဲ့အတွက်ဧကံမုတ်ချာအကျိုးခံစားကြမှာပါလို့အကြံပြုရင်းဝိပဿနာစတင်အာထုပ်ပုံကိုဓမ္မဒါနာဖြင့်ပူဇော်လိုက်ပါတယ်။ ခန္ဓာ၅ပါးတူ